င်္ဂလာပါရှင်စက်တင်ဘာလ28ရက်တနင်္ဂနွေနေ့ရက်တိမက်ခွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဂျော့ဆိုရော့ထောက်ပံ့ထားသောဥစုကိုအမေရိကန်တရားရေးဝန်ကြီးဌာနကစုံစမ်းစစ်ဆေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီမိုကရက်တစ်ဘီလီယံနာဂျော့ဆိုရော့ငွေကြေးထောက်ပံ့ထားတဲ့ဥစုကိုစုံစမ်းစစ်ဆေးရေးအတွက်အကြမ်းဖျင်းအစီအမံများရေးဆွဲရန်အခြေရန်တရားရေးဝန်ကြီးဌာနတာဝန်ရှိသူကအမေရိကန်ဆိုရရှိနေယုံဒါဇင်ဝက်ကျော်ကိုညွှန်ကြားခဲ့လေလို့သိရပါတယ်။တမနာဒေါ်နယ်ထရန်ကဂျော့ဆိုရော့ကိုထောင်ချရန်တောင်းဆိုခဲ့ပါတယ်။ ၎င်းတာဝန်ရှိသူရဲ့ညွှန်ကြားချက်မိတူကို New York Times သတင်းစာကတွေ့ခဲ့တယ်လို့လည်းဆိုပါတယ်။၎င်းညွှန်ကြားချက်တွင်အစိုးရရှိနေများကတက်နိုင်သမျှဆွေးချက်အရေးအတွက်များများတင်ရန်ညွှန်ကြားထားကမိရှုမှုမှသည်အကြံဖတ်မှုနှင့်ပတ်သက်လို့ပစ္စည်းထောက်ပံ့မှုအထိစုံစမ်းစစ်ဆေးကဆွေးချက်တင်ရန်ညွှန်ကြားထားရလို့ဆိုထားကြောင်းလည်းသိရှိရပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့2026ဇန်နဝါရီလကုန်တွင်လွှတ်တော်ဖြတ်မယ်လို့ထိုင်းဝန်ကြီးချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ထိုင်းပြည်သူတွေစီအာဏာပြန်ပေးဖို့အတွက်2026ခုနှစ်ဇန်နဝါရီလကမှပါလီမန်ကိုဖြတ်သိမ်းမှုအစီအစဉ်ထားပြီးအထွေထွေရေးကောက်ပွဲကိုမတ်လဒါမှမဟုတ်ဧပြီလအစောပိုင်းမှာကျင်းပဖို့အစီအစဉ်ထားကြောင်းထိုင်းဝန်ကြီးချုပ်အန်နူဒရင်ချန်ရီယန်ကွန်ကစက်တင်ဘာ24ရက်မှာပြောလာခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြလာပါတယ်။အစိုးရရဲ့မူဝါဒထုတ်ပြန်ချက်ကိုလွှတ်တော်ကတင်ပြပေးဖို့လွှတ်တော်ဥက္ကဋ္ဌကိုစတင်ထားပြီးဖြစ်ကြောင်းနဲ့စက်တင်ဘာ28ရက်ကနေ30ရက်ကြာမှာတရရက်ကိုရက်ချင်းပေးဖို့လဲလွှတ်တော်ဥက္ကဋ္ဌကိုတောင်းဆိုထားတယ်လို့ထိုင်းဝန် နေချုပ်အနုတင်ကပြောပါတယ်အဒူတင်ဟာအမေရိကန်ရဲ့အခွန်စည်းကြမ်းမှုမြန်မာတဲ့အိမ်အောင်စုကြွေးမိတွေနဲ့ပြည်သူတွေရဲ့ဝေချမ်းသုံးဆနိုင်မှုအားနည်းလာတာတွေနဲ့အတူရုန်းကန်နေရတဲ့စီးပွားရေးကိုပြန်လည်ကောင်းမွန်စေရအတွက်အလွန်ခက်ခဲတဲ့လုပ်ငန်းတာဝန်တွေရင်ဆိုင်နေရပါတယ်။နေထိုင်ဆေးသက်သာရေးနဲ့လက်သမားတွေရဲ့ပတ်မှုကူညီမှုလေယာထုတ်ကုန်ဈေးနှုန်းကျဆင်းမှုတွေကိုဖြေရှင်းမှုပါဝင်စီးပွားရေးပြဿနာတွေကိုစီမံမှုအစိုးရကစီစဉ်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာအဒူတင်ကပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့နေဘောရွေးကောက်ပွဲလာမယ့်နှစ် match လာမှာကျင်းပဖို့စီစဉ်နေတဲ့တင်ဖြစ်ပါတယ်။ဒီဘောနိုင်ငံမှာဆန္ဒပြမှုတွေကြောင့်ဝန်ကြီးချုပ်ရာထူးပြုတ်ကြပြီးနောက်လာမယ့်နှစ်မှာအထူးထူးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီဖြစ်ကြောင်းယာယီဝန်ကြီးချုပ်ဖြစ်သူဂါဂီကသူ့ရဲ့ပထမဆုံးမိကွန်းမှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဂျာပြက်အစိုးရအနေနဲ့ရှုပ်ထွေးတဲ့အခြေအနေမှာလွတ်မြောက်ဖို့နီလန်းရှာလှုပ်ဆောင်နေတယ်လို့သူမကပြောပါတယ်။လာမယ့်နှစ်မတ်လ9ရက်မှာလွတ်လပ်ပြီးတရားမျှတရေးရွေးကောက်ပွဲကိုကျင်းပဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ကာကီဟာနီဘောရဲ့ပထမဆုံးမြို့သမီးဝင်ကြီးချုပ်ဖြစ်ခန့်ခံရပြီးနောက်လွတ်တော်ကိုဖျက်သိမ်းခဲ့ပါတယ်။သူမရဲ့ကြားဖြတ်အစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပပြီးအစိုးရအသစ်မတက်ခင်ထိနိုင်ငံကိုဦးဆောင်မှာဖြစ်ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ဖို့လုံခြုံရေးကောင်စီမဲခွဲဆုံးဖြတ်တဲ့သတင်းဖြစ်ပါတယ်။အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ရေးကိုနှောင့်နှေးဖို့ တရုတ်နဲ့ရုရှားတို့ရဲ့ဂျိုးပန်းမှုမအောင်မြင်ပြီးတဲ့နောက်ပိတ်ဆို့မှုတွေကိုစက်တင်ဘာ29ရက်မှာပြန်လည်ချမှတ်ဖို့စီစဉ်နေတယ်လို့ဆိုပါရယ်ဒီလိုအရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်တဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်တွေကိုအနောက်အင်အားကြီးနိုင်ငံတွေရင်ဆိုင်ရလိမ့်မယ်လို့အီရန်ကသတိပေးထားပါရယ်ပိတ်ဆို့အရေးယူမှုတွေကိုပြန်လည်ချမှတ်ဖို့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာအီရန်နဲ့တင်းမာမှုတွေတွန်းမြင့်လာဝယ်ရှိပြီးပြင်းထန်တဲ့တုံ့ပြန်မှုတွေကြုံလာနိုင်ခြေရှိပါရယ် ပေးဆိုရည်မှုတွေနှောင့်နှေးဖို့ရုရှားနဲ့တရုတ်တို့ကတွန်းအားပေးခဲ့ပြီးအဖွဲ့ဝင်15ဦးပါကောင်စီမှအရေးမြီဖို့ထောက်ခံမယ်လေးမိသားရရှိခဲ့ပြီးကန့်ကွက်မယ်၉မယ်နဲ့ကြားနေမယ်၂မယ်ရှိခဲ့ပါတယ်။ အီရန်ပေါ်ကုလသမဂ္ဂပိတ်ဆို့အရေးယူမှုအလုံးဟာစနေနေ့မှာပြန်လည်တက်ဝင်မှာဖြစ်ပါတယ်။ပိတ်ဆို့အရေးယူမှုတွေကတော့လက်နက်ပိတ်ဆို့မှုယူရေနီယံတန့်စင်မှုနဲ့ပြန်လည်လှုပ်ဆောင်ခြင်းဆိုင်ရာတားမြစ်ချက်၊ပယ်ထိန်ထုံးချီလှုပ်ရှားမှုပေါ်ကန့်သက်ချက်များကမ္ဘာလုံးဆိုင်ရာပိုင်ဆိုင်မှုကိုရပ်တန့်စေခြင်းအီရန်လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကိုခီးသွားလာခွင့်ပိတ်ပင်တာတွေပြန်လည်ချမှတ်မှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ထူးခြားတဲ့လူသားအဝိရှောဆက်ဂျပန်မိတ်ဆက်တဲ့တင်ဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာလူတစ်ယောက်ကို15မိနစ်တွင်တန်ရှင်းပေးနှိမ့်နယ်ပေးပြီးရင်အချောက်ပါခံပေးနိုင်တဲ့အနာဂတ်ဆန်တဲ့လူသားအဝိရှောဆက်တစ်ခုမိတ်ဆက်လိုက်တာကို Dash Innovation တင်မှာဖော်ပြလာပါတယ်။ 15မိနစ်တွင်ခန္ဓာကိုယ်ကိုတန်ရှင်း၆တွေ့စေနိုင်ပြီးလူသားတစ်ယောက်လိုအလုပ်တွေကိုအမြန်ဆောင်ရွက်နိုင်မယ့်လူသားအဝိရောဇက်ကိုဂျပန်နိုင်ငံကအခုလိုထုတ်ပေါ်ပြသလာတာဖြစ်ပါတယ်။မူလကဆေးရုံတွေနဲ့တက်ကြီးရွယ်ကိုစောင့်ရှောက်ရေးဌာနတွေအတွက်ရည်ရထုတ်လုပ်ခဲ့တာဖြစ်ပြီးဒီကပ်ဆူးပုံစံစာဟာအာထရာဆောင်းလိုင်းတွေနဲ့အခြားကံစနစ်တွေကိုပေါင်းစပ်ထားတာကြောင့်လုံးဝအားဆိုင်စရာမလိုပဲတကူလုံးကိုတန်ဆင်ပေးနိုင်ပါတယ်။ပညာရှင်တွေကတော့ဒီလိုဆက်တွေဟာအနာဂတ်မှာအိမ်တွေဟိုတယ်တွေနဲ့အာဂတခီးစင်တွေမှာပါတာမန်ဖြစ်လာနိုင်တယ်လို့ယုံကြည်နေကြတယ်လို့သိရှိရပါတယ်။ sim